မင်္ဂလာပါရှင်ကျမတို့ငုခတ်တာပါ TVO မြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါအပြည့်ပြည့်ဆိုင်ရာတရားစီရင်ရေးနဲ့တရားစီရင်ခံရတာကနေအပြန်အလှန်အကောက်ွယ်ပေးဖို့မြန်မာစစ်ကောင်စီနဲ့ရုရှားတို့သဘောတူညီစာချုပ်လက်မှတ်ထိုးခဲ့တယ်လို့စစ်ကောင်စီပြန်ကြားရေးဌာနကမေလ25ရက်နေ့မှာထုတ်ပြန်ပါတယ် 73တိမ်မြောက်စိန့်ပီတာစဘတ်အပြည်ပြည်ဆိုင်ရာဥပဒေအရဖိုရမ်ကိုတွားတက်နေတဲ့စစ်ကောင်စီခန့်ဝင်ကြီးနဲ့ပြည်အောင်စုရှိနေကြောက်တော့တာတီတာဦးရုရှားတရားရေးဝင်ကြီးကော့စတန်တင်6ချန်တို့ကိုစစ်စားချုပ်ကိုလက်မှတ်ရေးထိုးခဲ့ကြတာပါအဲ့ဒီသဘောတူညီစာချုပ်ရဲ့လုံထုံးလုံနီးဆိုင်ရာနောက်ဆက်တွဲစာချုပ်ကိုလည်းဒေါက်တာတီတာအုံးနဲ့ရုရှားနိုင်ငံရှိနေကျော် Igor Krosnov တို့လက်မှတ်ရေးထိုးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ ရုရှားသမ္မတပူတင်နဲ့ကလေးသူငယ်အခွင့်အရေးဆိုင်ရာရုရှားကော်မရှင်နာယူကရိန်းကိုရုရှားကျူးကျော်ဆဲဆင်နွှဲတာမှာတာဝန်ရှိတဲ့ကာကွယ်ရေးဝန်ကြီးဟောင်းအပါအဝင်စစ်တပ်ထိပ်ပိုင်ခေါင်းဆောင်၄ယောက်ကို ICC ကဝရမ်းထုတ်ထားပြီးမြန်မာစစ်ကောင်ဆောင်မင်းအောင်လှိုင်ကိုလည်းဝရမ်းထုတ်ပေးဖို့ ICC ရှင်းနေချုပ်ကတရားရုံးမှာတင်ပြထားပါတယ်ရှင်။ အာဆီယံနိုင်ငံတွေကကုမ္ပဏီ54ခုဟာမြန်မာစစ်အုပ်စုနဲ့စစ်အုပ်စုထိန်းချုပ်ထားတဲ့ကုမ္ပဏီတွေနဲ့စီးပွားရေးဆက်နွယ်နေပြီးစစ်အုပ်စုကျူးလွန်တဲ့ရာဇဝတ်မှုကြီးတွေမှာအားပေးကူညီနေတယ်လို့ Justice for Myanmar ကအစီအခံစာထုတ်ပြန်ပါတယ်။ အဲ့ဒီကုမ္ပဏီတွေဟာစေအုပ်စုထိန်းချုပ်ထားတဲ့ရေနံတဲ့သဘာဝတန်ငွေသစ်လုပ်ငန်းမြေနေရာငှားရမ်းတာအခွန်ပေးချေတာကနေတဆင့်ဝင်ငွေပံ့ပိုးပေးတာလေရင်စီဆက်သွယ်ရေးနဲ့စောင့်ကြည့်ထောက်လှမ်းရေးနည်းပညာတွေထောက်ပံ့တာစတာတွေနဲ့ပြည်သူတွေအပေါ်ကိုစေအုပ်စုကျွလွန်နေတဲ့အကြမ်းဖက်ဆစ်စင်ရေးကိုအားပေးကူညီခဲ့ကြတယ်လို့ဆိုပါတယ် ဗီယက်နမ်၊ထိုင်း၊စင်ကာပူ၊မလေးရှားနဲ့အင်ဒိုနီးရှားနိုင်ငံတို့ကကုမ္ပဏီတွေပါဝင်ပြီးသူတို့ရဲ့အစိုးရတွေလည်းကြံရပါပတ်သက်တယ်လို့ Justice for Myanmar ကဆိုပါတယ်။အဲ့ဒီကုမ္ပဏီတွေထဲမှာ ထိုင်းအစိုးရကတစိမ့်တစ်ပိုင်းပိုင် PTTEP ကထိတ်ဆုံးကပါဝင်ပြီးအရေးပါတဲ့ကမ်းလွန်ဒဏ်ငွေစီမံကိန်းကြီးနှစ်ခုကိုကြီးကြပ်လုပ်ကိုင်နေတာဖြစ်ပါတယ်ရှင်။ ရှမ်းပြည်နယ်မြောက်ပိုင်းကိုကန် MDA ထင်းချုံအထူးဒေသတစ်ကစတင်ကြောင်းတွေအတွက် CDN ဆရာဆရာမတွေလာရောက်ရှောက်ထားနိုင်တယ်လို့ MDA ဘက်ကထုတ်ပြန်ထားပါတယ်။လာမယ့်2025-2026ပညာသင်နှစ်အတွက်အထူးဒေသတစ်ထဲကအခြေခံပညာစတင်ကြောင်းပေါင်း20ကျော်အတွက်ခေါ်ယူနေတာဖြစ်ပြီး CDN ဆရာဆရာမတွေဝင်ရောက်ရှောက်ထားနိုင်တယ်လို့ဆိုပါတယ်။ ။လေကြောင်းအန်ရဲ့မစိုးရင်ရတဲ့အထူးဒေတာတက်ထဲမှာကြောင်းပေါင်း20ဖွင့်ဖို့စီစဉ်ထားပြီး CDM ဘယ်နှယောက်ကိုခံမလဲဆိုတာတော့မသိရှိရသေးပဲ။ဘယ်နှယောက်ကောက်မစိုး CDM လှုပ်ထားသူတွေရှောက်လို့ရတယ်လို့ MNDA သတင်းရင်းမြစ်က TV ကိုပြောခဲ့ပါတယ်။ MNDA သတ်မှတ်ထားတဲ့အထူးဒေတာတက်ဟာလာရှုံမြို့12ရက်ကွက်က လွဲလို့ပတ်ဝန်းကျင်ကကြေးရွာတွေတိမ်တီခရိုင်နဲ့ကိုခိုင်နယ်ကဒေတာတချို့ပါပါဝင်တားမြစ်ထားပါဗျ။ အခုပြန်ဖွင့်ဖို့ရွေးထားတဲ့အကြောင်းတွေဟာတင်းဒီခရိုင်တွေကအကြောင်းတွေဖြစ်ပြီးအထက်တန်း၉ကျောင်းမူလတန်း၂ကျောင်းနဲ့အလဲတန်း၄ကျောင်းဖွင့်လှစ်ဖို့အတည်ပြုထားပြီးကျန်တဲ့ကျောင်းတွေကိုတော့ထပ်တိုးဖွင့်သွားမယ်လို့သိရပါတယ်ရှင်။ ARI တိုင်းတွေကတိုက်ပွဲတွေဖြစ်တဲ့ဒေသတွေကစစ်ကြောင်းစာတင်ကျောင်းတွေကိုတိုက်ပွဲမရှိတဲ့ဒေသတွေကစာတင်ကျောင်းတွေနဲ့တစ်ချိန်တည်းဖွင့်ဖို့ပြင်ဆင်နေကြတယ်လို့ပညာရေးအတိုင်းဝိုင်းစီကသိရပါတယ်။ အင်ကပူလေးမျက်နာတာပေါင်းဟင်းတရရေကြည်နဲ့ငတိုင်းချောင်းမြို့နယ်တွေထဲမှာရှိတဲ့တိုက်ပွဲဖြစ်ပွားနေတဲ့ဒေသတွေကစာတင်ချောင်းတွေကိုတခြားမြို့နယ်ကစာတင်ချောင်းတွေနဲ့နှီးတူဖွင့်လှစ်နိုင်ဖို့ပြင်ဆင်နေတာလို့ဆိုပါရယ်တိုက်ပွဲတွေရှိတဲ့အတွက်ကျောင်းတွေမဖွင့်နိုင်တဲ့အခြေအနေရှိပြီးတိုက်ပွဲမရှိတဲ့ဒေသကကျောင်းတွေနဲ့တွဲဖွင့်ဖို့လုပ်နေကဘယ်မြို့နယ်ကကျောင်းတွေနဲ့တွဲဖွင့်မယ်ဆိုတာကိုတော့မသိရသေးဘူးလို့ပညာရေးဝန်ထမ်းတယောက်ကပြောပါရယ် စစ်ကောင်စီကတိုက်ပွဲရှိတဲ့ဒေသကစာတင်ကြောင်းတွေကိုဖွင့်လှစ်ဖို့ပြင်ဆင်နေပေမဲ့တိုက်ပွဲဖြစ်နေတဲ့ဒေသတွေမှာမေလ26ရက်နေ့အထိကျောင်းအပ်လက်ခံရေးလုပ်ငန်းတွေမလုပ်နိုင်သေးဘူးလို့ဆိုပါရယ်စစ်ကောင်စီကအရာရီတိုင်းမှာအပြည့်အဝထိန်းချုပ်ထားနိုင်တယ်ဆိုတာကိုပြသချင်တဲ့အတွက်စာတင်ကြောင်းတွေကိုတစ်ချိန်တည်းဖွင့်နိုင်ဖို့အပြင်းထန်ပြင်ဆင်နေရလို့ပညာရေးအသိုင်းအဝိုင်းကဆိုကြပါရယ်ရှင် မန္တလေးမှာရွှေဆိုင်နဲ့ဘန်တွေဓများအတိုင်းမခံရအောင် Guardian List စနစ်နဲ့ကာကွယ်သွားမှာဖြစ်ပြီးအဲ့ဒီကုန်ကြစည်ရိတ်အတွက်ရွှေဆိုင်နဲ့ဘန်တွေကတိုင်းရဲတပ်ဖွဲ့ကိုဆက်ဖိုးကုန်ကြစည်ရိတ်12သိန်းပေးရမယ်လို့ရဲမှုချုပ်ဝင်းဘိုကပြောပါရယ် မေလ25ရက်နေ့မနက်ကမန္တလေးတိုင်းရဲတပ်ဖွဲ့မှုရုံးမှပြုလုပ်တဲ့မှုကင်းဖြစ်ပွားမှုနဲ့တွေ့ရှိရတဲ့အားနည်းချက်များအပေါ်ရှင်းလင်းဆွေးနွေးခြင်းနဲ့ Guardian Link စနစ်နဲ့တရားခဏ်တွေကိုအချိန်မီဖမ်းဆီးနိုင်တဲ့အစီအမံများဆွေးနွေးခြင်းအခမ်းအနားမှာရဲမှုချုပ်ဝင်းဘိုကပြောသွားခဲ့တာပါ။ဆိုင်ရှင်တွေဘက်ကဖုန်းထဲမှာ Guardian List စနစ်ကိုသာထည့်သွင်းထားမယ်ဆိုရင်ဓမြတိုက်တာနဲ့ DVU မြင်တမ်းကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်